ထိုင်းနိုင်ငံချင်းမိုင်မြို့မှာပြုတ်လုံနေတဲ့တိုင်းရင်းသားထိပ်သီးအစည်းအဝေးအဆုံးသတ်လိုက်ပါပြီ။တရင်းယူဖို့အတွက်အစည်းအဝေးခန်းထဲကိုရောက်နေတဲ့ကိုအေးနိုင်ကိုဆက်သွယ်မေးမြန်းကြည့်မှဖြစ်ပါတယ်။ဟုတ်ကဲ့ပါကိုအေးနိုင်ဒီအစည်းအဝေးမှာပေါ့နော်နောက်ဆုံးဘာတွေသဘောတူညီချက်ရရှိသွားလဲခင်ဗျ။နောက်ဆုံးဘတ်လူကြီးရရှိသွားတာတော့ထိုင်းနိုင်ငံရှင်းမိုင်မြို့ဝမ်တန်ရက်ဆော့ဖော်တာပေါ့နော်အဲ့ဒီနေရာမှာသူ့ကို၄ရက်ဆိုင်ကျင်းပတဲ့ဝေ ABC ဝေးရနေပြီးတော့ရန်ကုန်မှာ ဒီဘုရားဆိုဘက်ကိုယ်စားလှယ်ပြုဖို့ဆိုပြီးတော့တရင်သားထိပ်ပြီးခေါင်းငါ့ကိုနော်အဖွဲစည်းငါ့ဖွဲကခေါင်းဆောင်တွေကိုသူတို့ရွေးချယ်စစ်လွတ်ဖို့ဆုံးရခဲ့ပါတယ်အဲ့ဒီဖွဲနဲ့အတူတူအစ်မကိုယ်စားလှယ်ဖွဲက၃ဦးလည်းလိုက်ပါမှာဖြစ်ပါတယ်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့ကရာဂိုမှာရှိတဲ့အစိုးရဘက်ကကိုယ်စားလှယ်နဲ့ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ဘယ်တော့စမလဲဘာကြောင့်ရတယ်ပြောမယ်စသဖြင့်အစီအစဉ်ကိုသူတို့က ကြည့်ကြဖို့ရှိပါတယ်အခုဆိုလို့ရှိရင်ဒီဆွေးနွေးပွဲရလတ်တွေနဲ့ပတ်သက်ပြီးတော့ဒီဆွေးနွေးပွဲတွေကိုဇက်လိုက်တက်ခဲ့တဲ့အစ်စ်မြကိုယ်စားလှယ်ဖွဲ့ရတာဝန်ရှိသူတွေကိုမိုးကြီးခေါ်ကကျွန်တော်ပြင်ဆင်မှာရှိပါတယ်သူ့ကိုဆက်တက်ပြီးတော့နော်ဆက်လက်ပြီးတော့ပြည်တွင်းတိုးတက်မှုတွေပတ်သက်ပြီးတော့အဲပြင်ပြလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဘုံမိုးကြီးမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဘုံမိုးကြီးတို့ဒီ၅ဦးဆိုတာပေါ့နော်တွားတွေးမဲ့၅ဦးဆိုတာဘယ်သူတွေပါမလဲခင်ဗျာဟုတ်ကဲ့အဲ့ဒီ၅ဦးမပြောခင်၅ဦးက ခီးတဲ့ကနေပြီးတော့ခီးတယ်မှာရန်ကုန်ဖို့ပေါ့နောက်ပြီးနေပြီးတော့မှရှိတယ်ဟာလာကျွန်တော်ပြည်ပေါင်းစုအကြီးကဲတယ်ပေါ့အာဗမာကြီးပါဝင်ကာကွယ်ဦးစီးချုပ်လို့ခေါင်းဆောင်ကြီးမျိုးနဲ့ဒီတန်းတူကြီးတို့လို့သွားရောက်တွေ့ဆုံတဲ့ပွဲပါအတိကကတော့ဒီပုပ်ပုံငါးဦးတဲ့စာရင်ကျွန်တော်တို့ရွေးချယ်တာကတော့ဒီ big the big five ပေါ့ကျွန်တော်တိုင်းပါ EAO တွေထဲမှာကြီးငါးကြီးပေါ့အဖွဲ့အစီကြီးငါးခုရဲ့ ကောင်းဆောင်တယ်ကိုကျွန်တော်တို့အစူးစီးပြီးတော့အာပွားမဲ့အဖွဲ့ဖြစ်ပါအဖွဲ့စီကြီး၅ခုကတော့ကျွန်တော်တို့ KIO KNU KMPP SSPP နဲ့မော်ဘီဒီပါတီပါ NLS ဖြစ်ပါဒီအဖွဲ့စီကြီး၅ခုကောင်းဆောင်တယ်တော့တွေ့ကြုံရစ်ချက်တယ်အမျိုးမျိုးတရားပြည်စုံတယ်စင်ကြီးတုံတရားရှိတယ်ဒါကြောင့်ဒီကောင်းဆောင်ကြီးတွေကတိုင်းရင်းသားအားလုံးရဲ့အကျိုးစီးပွားကိုကြည့်ပြီးတော့ တိုက်ပြည်ရဲ့အနာဂတ်အတွက်နော်ဒီပြည်တော်တို့အကြီးအကဲများနဲ့ညှိနှိုင်းဆွေးနွေးနိုင်ဖို့လောလောဆယ်ဆယ်ရှိနေတဲ့ NCA အပိပတ်အတော့ကိုင်ပြီးတော့ NCA ပေါ်မှာအဆင့်တစ်ဆင့်ဖြတ်ကျော်နိုင်ဖို့ဆိုပြီးတော့အာဒီယူရချက်နဲ့ဒီအကြီးအကဲများစီမှာတော့ရောက်ပြေဆုံးရင်းဖြစ်ပါတယ်ဒီတွေ့ဆုံမှုကလည်းဒါကယုံကြည်မှုကိုတိုးမြှင့်တည်ဆောက်နိုင်မယ်နောက်ပြီးတော့ကျွန်တော်တို့ ဒီအပြာနာရေးသားမှုချစ်ကြည်မှုအပြာနာအပိပပြုမှုတွေလည်းပိုရလိုက်မယ်အဲ့ဒီအပေါ်မှာခေါင်းဆောင်ကြီးများအချင်းချင်းယုံကြည်မှုရတဲ့အပေါ်မှာဒီ NCA ဟာလာဆင့်ကိုဖျက်ကျော်ဖို့ကအလွယ်တကူဖြစ်သွားမယ်လို့ကျွန်တော်တို့ယုံကြည်လို့ဒီကြီးစဉ်ကိုစီစဉ်ရခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဘိုးမွေးအဲ့ပုပ်ကို၅ဦးရောလောက်ပိုင်ငွေကဘယ်လောက်ထိပေးလိုက်လဲခင်ဗျပြီးတော့အပြည့်ရမဲ့ကိစ္စဦးရောဘယ်လိုမျိုးသဘောတူလိုက်သလဲခင်ဗျ အပြည့်ရတဲ့ကိစ္စကိုတော့ဒီလောရစတဲ့အရှိအခြေအနေမှာတော့ဒါသဘောတူထားပြီးသားဖြစ်တယ်သို့တော့နောက်ထပ်တောင်းအရေးဆိုစရာလေးတွေပါတယ်ဒီကောင်းဆောင်ကြီးတွေဒီမှာအနာဂတ်အတွက်ဥပေါင်းဆောင်ရွက်မဲ့ဟလာဒီတော်စုအကြီးကဲတွေနဲ့ပူပေါင်းဆောင်ရွက်ဖို့အာတိပရှိတယ်ရုပ်ကြီးမှုတည်ဆောက်ဖို့ရှိတယ်ဒီ NCA ကိုဖြတ်ကျော်ပြီးတော့နိုင်ငံရေးဆွေးနွေးပွဲပွားမဲ့အဆုံးဖြတ်ချက်ရှိပါတယ် သို့တော့အဲ့ဒီအဆုံးဖြတ်ချက်ကိုဒီဒီဟိုဘောအပိဓာမလုတ်ခင်မှာအရေးဆိုရာလေးတွေညှိရာလေးတွေနောက်သမရကြီးကြီးကငါမြေတာကယူနာရှေ့ထားပြီးတော့ဆရာသမရကြီးကနေပြီးတော့နော်လိုက်လျောခွင့်ပြုနိုင်တဲ့ကိစ္စလေးတွေကိုတင်ပြမြေတာရခံသွားဖို့လည်းရှိပါတယ်ဒါကြောင့်အဲ့ဒီအခြေအနေလေးတွေကိုအားလုံးချောမွေ့စွာနဲ့ကျွန်တော်တို့ဖြတ်တန်းပြီးတဲ့နောက်မှာဆိုရင် ကောင်းတော်ကြီးတွေနှစ်ဖက်ကောင်းတော်ကြီးတွေအမြင်ကအတိုင်းပြည်အကုန်လုံးအတူညီမှုတွေရမယ်လို့တော့ကျွန်တော်တို့လည်းထားပါဒါကတော့ဒီနေ့မှအဆုံးသတ်လိုက်တဲ့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာပြုလုပ်နေတဲ့တိုင်းရင်းသားထိပ်သီးအစီအဝေးနဲ့ပတ်သက်ပြီးတော့ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်ခင်ဗျဆက်လက်ပြီးတော့လည်းသတင်းတွေကိုတင်ဆက်ပေးအောင်ပါ